တင်းပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တင်းချက်နဲ့မှဒီကနေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့ပျော်ပွယ်မျိုးနဲ့ညောင်ကုန်းရစကန်အနီးမှာစကြေးကောက်နေတဲ့စစ်သားများကိုဝန်ရောက်တိုက်ခိုက်မှုတွင်အရာခံပိုးတဝူးပါဝင်၄ဦးတေဆုံးပြီး တနက်3နဲ့တင်းစရာရှိတဲ့တရင်ကိုတက်ဆက်ပေးကြပါရင်မန္တလေးတိုင်းပြောပွဲမျိုးနဲ့ညာကုန်းရဲစကန်အနီးမှာစကြေးကောင်းနေတဲ့စစ်သားများကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာအရာကန်ဘိုးတဦးပါဝင်လေဦးတေဆုံးပြီးတနက်3နဲ့တင်းစရာရှိခဲ့တယ်လို့အောင်ဆန်းလန်းနမောက်အောင်ဆန်းမြေဘွဲမှာတာဝန်ရှိသူတဦးကပြောပါရင်ယမန်နေ့ဇွန်လ26ရက်နေ့မနက်7:00နာရီခန့်မှာပြောပွဲမျိုးနဲ့ညာကုန်းရဲစကန်အနီးစကြေးကောင်းနေတဲ့အကြမ်းမဲ့စစ်သားရဲနဲ့ဒူစော်တီများကိုတော်လိုင်းရတပွဲဝင်များကဝင်ရောက်တိုက်ခတ်ခဲ့ရမှာ အချမ်းသက်စစ်ကွေးအရာခံပိုးတဝူးပါဝင်၄ကောင်တေဆုံးပြီးဂျမ်းနဲ့ရဲတအူးနဲ့ဒုစောတီတဝူးတို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီတေဆုံးသွားတဲ့အချမ်းသက်စစ်ကွေးများထက်မှ MA1 အမျိုးအစားတက်နေတုံးလန်5.56ကြီး64တောင်းခေးသွားပြီးသူများထက်မှဒင်ဃာဓမစက်ကြီးခောက်ကန်ထားတဲ့ငွေကျပ်3,800နဲ့ဖုန်းနှလုံးတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။မနက်ရှင်းနိုင်လောက်ကဝင်တိုက်တာရဲစခန်းနဲ့နေကနေတာမို့လို့9မိနစ်အတွင်း3မိနစ်နဲ့ပွဲပြီးအောင်မြအောင်ကားနိုင်ခဲ့တာပါ။ စကုကဘယ်နှဖက်ကရဲတွေရှိတယ်။၅မိနစ်လောက်ခရီးကိုတနားရီလောက်ကြာမှရောက်လာတာ။အခုကျွန်တော်တို့ကလိုကယ်ပီတီအက်ဖြစ်နေလို့ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့မရှင်ဖော်ဆောင်နေတာဖြစ်ပါတယ်။ပြည်သူတွေသာဒေတာပို့မှုဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်ဒေတာပို့လာတဲ့ပွဲတွေကာပေးနိုင်ပါတယ်လို့အောင်စံမြေဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအောင်စံလန်နမောက်အောင်စံမြေဖွဲ့မှခြေလျင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကားဝယ်တပွဲဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနမောက်မျိုးနယ်တို့မှရှိတဲ့စစ်သားရဲနဲ့ပြည်သူတို့များအနေနဲ့ အများဆုံးပြည်သူပတ်တို့လင်းဝဲရောက်ကြရန်လဲတိုက်တွန်းနှိုးဆော်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒင်မော်သားလုံးကိုင်းနဲ့ဇမှုတန်ဒင်းရှောင်းရန်ပြည်ပတို့ထွက်ခွာသူတွေများလာတာကြောင့်အသက်25နှစ်ထက်ကျော်လွန်ရင်ဒင်မော်သားလုံးကိုင်းကမပြုတော့ဘူးလို့အကြံဖတ်စကောင်းစီဗိပင်တားမြစ်တဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မြန်မာနိုင်ငံမှာဇမှုထမ်းရန်ဂျုံဝင်နေတဲ့လူငယ်များဟာဒင်မော်သားလုံးကိုင်းနဲ့ဇမှုတန်ဒင်းရှောင်းရန်ပြည်ပတို့ထွက်ခွာသူတွေများပြားလာတာကြောင့်အသက်25နှစ်ထက်ကျော်လွန်တဲ့သူတွေကိုဒင်မော်သားလုံးကိုင်းလုံးကိုင်းကမပေးတော့ဘဲ အကြမ်းဖက်စခေါင်းစီကတရားဝင်ဖိပင်လိုက်တယ်လို့ရန်ကုန်မြို့ခြေဆိုင်တင်မော်တာလောက်ကန်အေဂျင်စီတင်နန်းချောင်းတွေကပြောဆိုပါတယ်အကြမ်းဖက်စခေါင်းစီလက်အောက်ခံရေချောင်းဘိုးဆောင်ရေညွှန်ကြားမှုဦးစီးဌာနမှလာမယ့်ဇူလိုင်းလတရားနေ့မှစတင်ပြီးအသက်25နှစ်ထက်လူငယ်များအားလုံးတင်မော်တာလောက်ကန်လောက်ကန်ခွင့်မပေးတော့ဘဲဖိပင်လိုက်ကြောင်းဒါပြင်ကန်တက်ချက်စီးမြင်အစ်စ်နေနဲ့တင်မော်တာလောက်ကန်သူများဟာအသက်25နှစ်အောက်ရှိရမယ့်ပြင်အင်္ဂလိပ်စာရေးအဖက်အပြောနားလည်မှုစွမ်းရည် ဖိုးစကင်းအမှတ်၅ထပ်ရှိရမယ်ဆိုတဲ့သတ်မှတ်ချက်အတက်ကိုပါတုံးမြင့်ချမှတ်လိုက်တယ်လို့သိရပါတယ်။အခုလာမယ့်ဇူလိုင်လတရက်နေ့မှာအသက်24နှစ်နဲ့6လထက်ရှိနေရင်တော့ဒင်မော်တာလက်မှတ်တင်တန်းတွေဘယ်လိုငဲမှတက်ခွင့်မပေးတော့ပါဘူး။တနည်းအားဖြင့်တော့ဒင်မော်တာလုခွင့်မပေးတော့ဘူး။ DMA ကတရားဝင်ပိတ်လိုက်ပြီ။အသက်25နှစ်အောက်ပဲဒင်မော်တာလုခွင့်ရှိတော့မယ်လို့ရန်ကုန်မြို့ခြေဆိုင်ဒင်မော်တာလုကန်အေဂျင်စီတင်တန်းချောင်းမှတာဝန်ရှိသူတဦးကပြောပြပါတယ်။အဲလိုစကောင်းစီကအသက်25နှစ်ထက်လူငယ်များကိုဒင်မော်တာအလုကန်ပေးပင်ရမှာ လူငယ်များဟာအမှန်တကယ်ဒင်မော်လိုက်ရမှာပဲနဲ့ဘီပားတို့အကြောင်းမျိုးမျိုးကြောင့်ထွက်ခွာလို့တဖြင့်ဒင်မော်သားဖြစ်ဝင်ရောက်ရှောက်ထားနေကြခြင်းဒင်မော်သားအခြေခံတင်နန်းများမှာစိတ်ပါဝင်စားမှုမရှိဘဲတက်ရောက်နေခြင်းဘီပားတို့ရောက်ရှိတဲ့အခါဒင်မော်မှာဆက်လက်တာဝယ်မထမ်းဆောင်ပဲခုံချခြင်းတို့ကြောင့်အသက်25နှစ်ထက်ရှိသူများအားလုံးကိုဒင်မော်သားဖြစ်လောက်ကန့်ကွင်းပြေးပင်လိုက်ခြင်းဖြစ်တယ်လို့အကြံပေးစကောင်းစီဘက်ကတရင်ထုတ်ပြန်ထားပါတယ်အခုစစ်မှုတန်ဂျုံဝင်တဲ့လူငယ်တွေပေါ့အတူတပြန်တာဆက်ရှင်တွေကနေ35နှစ်တွဲမှာ ဒင်မော်တာလုံးဖို့ရှောက်ကြတဲ့လူငယ်ရေတွက်ကဒိန်းနဲ့ချီပြီးတော့ရှိလာတယ်။အကိုကစမုတန်ဒိန်းရှောင်းဖို့ဒင်မော်တာဖြစ်ဝင်ရှောက်ကြတာ။နောက်ပြီးဒင်မော်တက်ပြီးရင်လည်းဥရောပနဲ့ခေါင်းတဲ့နိုင်ငံတွေရောက်ရင်ခုံချားကြတာများတယ်။သူတို့ပိတ်ပင်တာကအဓိကကစမုတန်ဒိန်းရှောင်းတာများလာလို့ပိတ်တာလို့ရန်ကုန်မှာဝိုင်းရင်ဒင်မော်တာတဦးကဆိုပါတယ်။မြန်မာနိုင်ငံမှာလက်ရှိအနေထားအရဒင်မော်တာဦးရေ16,219ဦးရှိတဲ့အနက်မှာဒင်မော်တက်ရောက်ပြီးသူ6,910ဦးရှိပြီးအလုံးမလုံးပါသေးပဲစောင့်ဆိုင်နေသူဒင်မော်တာလူသစ်1,9119ဦးရှိကြောင်း ဒီမော်တာမပုံတင်ရလူသေးလျှောက်ထားသူရေတွက်ဟာလဲဒိန်းနဲ့ချီပြီးတော့တင်းနေတခြားဒိုးပွားလာနေတယ်လို့ရေချောင်းပိုးဆောင်ရေညွှန်ကြားမှုဦးစီးဌာနရဲ့ချက်လက်တွေအားသိရပါတယ်။အကြမ်းမဲ့စကောက်စကစမှုထိုင်းရန်ဂျုံဝင်တဲ့အသက်ဆယ်ရှင်းနဲ့မှအသက်35နှစ်တွင်လူငယ်များကိုလည်းဘီပါတို့အလောက်ကင်တွားရောက်လောက်ခွင့်မပြုတော့ပဲပြိပင်ထားရကနေအခုနောက်ဆုံးမှာတော့တန်25နှစ်ထက်လူငယ်များအလုံးကိုဒီမော်တာအလောက်ကင်လောက်ခွင့်မပြုတော့ပဲပြိပင်လာခြင်းလည်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဝင်ဖြူမျိုးနဲ့မှာစတက်ရင်နှန်းကိုမိုင်းဆွဲပြက်ကတိုက်ခိုက်မှုမှာ အချမ်းပတ်စစ်ကွေ6កောင်ទៃဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေတိုင်းပွင့်ဖြူမြို့နယ်မှာအချမ်းပတ်စစ်တပ်ရင်နှန်းကိုမိုင်းဆွဲဖျက်ခတ်တိုက်ခိုက်ရမှာအချမ်းပတ်စစ်ကွေ6កောင်ទៃဆုံးခဲ့တယ်လို့ပွင့်ဖြူမြို့နယ်ပြည်သူ့ကွေရေးဖွဲ့ကပြောဆိုပါတယ်။ဇော်လ24ရက်မနက်8:45မိနစ်ခန့်မှာပွင့်ဖြူမြို့နယ်ထင်းရင်ကြီးဝမြောက်ဘက်ကိုအင်အား200ဝန်းကျင်ပါတဲ့စစ်ကား9စီးနဲ့ထွက်လာတဲ့အချမ်းပတ်စစ်ကောင်းစီတပ်သားတွေကိုတော်လိုင်းရဲတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲလိုမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်တော်လိုင်းရဲတပ်ဖွဲ့များကလက်နက်ငယ်များနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်လန်ဖြစ်ခတ်တိုက်ပွဲမိနစ်20ဝန်းကျင်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာအချမ်းဘက်စကောင်းစီဘက်ကစစ်ခွေး6ကောင်သေဆုံးပြီးထိခိုက်တိုက်ရရာသူများနဲ့အချမ်းဘက်စစ်ခွေးမသားလောင်းတွေကိုအင်စီကားများနဲ့မကွေးစစ်စေးရုံတို့တယ်ဆောင်သွားတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကားကွယ်ရေးဖွဲ့ဘွင်းဖြူမြို့နယ်ဘက်ကဖဘွင်းဖြူနယ်ဘွင်းဖြူ Defense Force ဘွင်းဖြူကားကွယ်ရေးတပ်တို့ကပူးပေါင်းလုံဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဗမော်တိုက်ပွဲမှာအပြန်အလှန်ဒရုန်းများနဲ့ဂင်းထောင်းနေပြီး ဒဏ်ရာရစခွေးများကိုမုံညင်းတို့ပို့ပြီးတော့ပြန်လည်စူးပွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဗမော်တိုက်ပွဲမှာဂျမ်ဘက်စကောင်းစီကလေချောင်းတက်ခမ်းမှုပြုလုပ်ရန်တော့ဒရုန်းနဲ့ခင်ထောင်းမှုတွေပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။အကြမ်းဖက်စကောင်းစီကအပြေးရဆဲကြောင်းထုတ်ပြန်ပြီးတဲ့နောက်ဗမော်မျိုးတိုက်ပွဲဟာအနှဲငယ်ငြိမ့်တက်သွားပြီးဒရုန်းများနဲ့နှစ်ဖက်အပြန်အလှန်တက်ခမ်းမှုတွေရှိနေတယ်လို့သိရပါတယ်။အခုရဲရဲနစီတက်ခိုက်ခံရမှုပြီးမှစတက်ရဲ့နေပြူဟာကလင်းမြန်မှုထက် လုံခြုံမှုကိုအသာပေးလာတဲ့အနေအထားရှိနေတယ်လို့သုံးသပ်ရပါတယ်လို့ စီဒီအမ်ဘိုကြီးစင်ရောကတုံးတက်ပြောဆိုထားပါတယ်။ဒါပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ဂျီဝါနေရမှာအချမ်းမဲ့စကောင်းစီတက်စိတ်ချောင်းထိုးလာတာကြောင့်ထိထွေးတိုက်ပွဲအနှဲငယ်ရှိခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ဒါပြင်အချမ်းမဲ့စကောင်းစီကအင်အားဖြည့်တင်းရတော့ဒဏ်ရာရတဲ့လူနာများကိုမုံညင်းမျိုးနဲ့ဟိုပင်ခါလိုက်ရ60မှာပို့ထားပြီးအင်အားတွေထမ်းမှန်စုပွဲထားတယ်လို့သတင်းရင်းမြစ်များထံကသိရပါတယ်။အဲလိုအင်အားဖြည့်တဲ့အဖွဲ့တွေကိုမြကြီးနာကနေရဲရင်နဲ့ဘိုးဆောင်မှာကရဲရင်ပြန်တန်းတဲ့ဂိဟူးစင်သတင်းပေါက်ကြားနိုင်တဲ့တော့ ဟုတ်ပင်ခါလိုက်ရ40မှာဗမောတို့ပိုးဆောင်မဲ့စီစဉ်များလဲပြုလုပ်ထားတယ်လို့စည်ရေးသတင်းရင်းမြစ်များထံကနေသိရှိရပါတယ်။စကောင်းစစ်ကကချင်းပြည်နယ်အတွင်းမှာမြေကြီးကြီးနေတဲ့အခြေအနေကိုခွင်ကောင်းယူပါတပ်ပြောင်းတပ်ရွှေ့များနဲ့စကြောင်းထုံးမှုများလဲရှိနေတယ်လို့ဝိုင်းအိတ်ဝိုင်းတွဲလေရင်နေနဲ့လက်နက်ခဲယမ်းတွေဖြစ်တင်းလျက်ရှိတယ်လို့လဲဗမောစကော့ဒင်းထံကနေသတင်းရရှိပါတယ်။ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကဗမောတပ်ဖက်ကစင်ကင်ဂျေဝါကိုအကြမ်းဖက်စကောင်းစစ်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုဒရုန်းနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ရသားပြည်သူ၂ဦးတေဆုံးခဲ့ပါတယ်။ ဆက်လက်ပြီးဓာတ်မှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထရန့်ကိုဒယ်ရီလို့မခေါ်ခဲ့ပါဘူးလို့နေတိုးအကြီးကပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အမေရိကန်တမရဒေါ်နယ်ထရန့်နဲ့ဗိုလ်ထုံးလေးကတရင်စာရှင်းလင်းပွဲမှာပြောကြားခဲ့တဲ့အာအသင်းပွဲမှတ်ချက်နဲ့ပတ်သက်ပြီးနေတိုးရဲ့ထွတ်ထွေတွင်းရမှုချုပ်မက်ဂရက်တဲကပြန်လည်ဖြေရှင်းခဲ့ရပြီး၎င်းနေနဲ့ထရန့်ကိုဒယ်ရီလို့မခေါ်ဆိုခဲ့ကြောင်းနဲ့ရင်းညွန်ပြောကြားရမှာနောက်ပြောင်ပြောဆိုခဲ့ခြင်းသာဖြစ်တယ်လို့ရှင်းလင်းပြောကြားခဲ့ပါတယ်။ဒယ်ရီကိစ္စကိုပြောရအောင်မယ်။ကျွန်တော်ကသူ့ကိုဒယ်ရီလို့မခေါ်ခဲ့ပါဘူးလို့ ရက်တဲကနောက်ပိုင်းမှာသတင်းထောက်များကိုပြောဆိုခဲ့ပါတယ်။ကျွန်တော်ပြောခဲ့တာကဥရောပမှာတချို့နိုင်ငံတွေကတခါတလေ Hey Mac အမေရိကန်ကငါတို့နဲ့အတူတူနေမလားလို့မေးတာကြားဘူးတယ်။ဒါကမိသားစုနဲ့အတူတူနေမလားဆိုပြီးကလေးကသူ့ရဲ့ daddy ကိုမေးတဲ့ပုံစံနဲ့တူနေတယ်လို့ကျွန်တော်ကပြောတာပါ။သဘောရတော့ကျွန်တော်က daddy လို့သုံးလုံးလိုက်တာကဓမ္မရာထွန်းကို daddy လို့ခေါ်တာမဟုတ်ပါဘူးလို့၎င်းကရှင်းလင်းပြောဆိုပါတယ်။ရက်တဲကအစ္စရေးနဲ့အီရန်ရဲ့စစ်ရေးပြည်ပကားပေါ်ဓမ္မရာရဲ့တုံ့ပြန်မှုကိုဖော်ပြနေစမှာ အခုလိုဒယ်ရီဆိုတဲ့စကလုံးကိုဒုံလုံးခဲ့တာကြောင့်ထရန့်ကနောက်ပြောင်ခဲ့တယ်လို့လူအများပြားရဲ့အာယုံဆိုင်မှုကိုလည်းရလာခဲ့တာဖြစ်ပါတယ်။တခါတလေဒယ်ရီကခက်ချမ်းချမ်းပြောဖို့လိုပါတယ်လို့ရက်တဲကအင်္ဂါနေ့မှာရှေးလဲပိုင်နိုင်ငံများကိုဖြစ်တဲ့ရန်တို့ကစောင်းဆိုတဲ့စကလုံးကိုအုံပြုခဲ့တဲ့ထရန့်ကိုရည်ညွှန်းကရည်မောပြောဆိုခဲ့ပါတယ်။နောက်ပိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ထရန့်ကအဆိုပါမှတ်ချက်ကိုရည်မောပြောဆိုခဲ့တာပါ။သူကချက်ခင်မြန်နိုးစွာနဲ့ခေါ်ခဲ့တာပါ။ဒယ်ရီမင်းကငါဒယ်ရီပါပဲလို့ထရန့်ကပြောနေချိန်မှာ အမေရိကန်နိုင်ငံသားဝင်ကြီးရူဘီယိုကသူ့ရဲ့နောက်မှာရီမောနေခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နန်စီတီယန်ဝန်ထမ်းများရဲ့တာသမီများပတ်စပို့လုတ်ခွင့်စကောင်းစီတင်းကျပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။နန်စီတီယန်ဝန်ထမ်းများရဲ့တာသမီများအနေနဲ့ဒဆိုင်ယာဝန်ကြီးဌာနရဲ့ခွင့်ပြုမိန့်ပါမှနိုင်ငံကူးလက်မှတ်လုခွင့်ရမှာဖြစ်ကြောင်းအကြံပတ်စကောင်းစီဘက်ကတင်းကျပ်လိုက်တယ်လို့နိုင်ငံကူးလက်မှတ်နဲ့ပတ်သက်ပြီးဝန်ဆောင်မှုပေးနေသူများထပ်မှသိရပါတယ်။ရခိုင်ကတမ်းမိသားစုဝင်များကိုသာပတ်စပို့ပြုလုပ်ပါကဂါကကြီးရဲ့ထောက်ခံချက်ကိုတောင်းတာဖြစ်ပြီး ခုဂျန်နဲ့ဝင်ကြီးဌာနတွေကဝန်ထမ်းမိသားစုဝင်များကိုလည်းဒဆိုင်ရဌာနများရဲ့ထောက်ခံချက်ထောက်ခံလာခြင်းဖြစ်တယ်လို့သိရပါတယ်။သူကထောက်ခံစာပါမှာပဲရမှာ။မပါရင်တော့အဲ့ဒီဝန်ထမ်းတွေရဲ့တာသမီတွေကမရဘူးပေါ့နော်။အခုကျွန်တော်တို့ကိုယ်တိုင်ဂျုံဘူးလားဆိုတော့ကျွန်တော်ကိုလာမဲတဲ့သူတွေတော့အဲ့လိုတွေတော့ရှိတယ်။ဇလက်တွေထွက်တယ်။အဲ့လိုဇလက်ထွက်သွားတဲ့အချိန်မှာစာအုပ်သွားထုတ်တဲ့ရချိန်မှာသွားထုတ်လိုက်တဲ့အခါမှာကြတော့ထောက်ခံစာတွေလိုတယ်ပေါ့။လိုတော့သူတို့ကထောက်ခံစာဘယ်သွားယူရမလဲ။ဝန်ကြီးဌာနတွေသွားယူရမယ်ဆိုရင်လည်းသူတို့တို့ကခက်ခဲတယ်ပေါ့။ဒီရတွေကသူတို့တို့ကခက်ခဲဖြစ်တာပေါ့နော်လို့ နိုင်ငံကူလက်မှတ်ဝယ်ဆောင်မှုပေးနေသူတဦးကပြောပါတယ်။ဒါပြင် passport ထုတ်ရန်ထုတ်ပေးတဲ့တချို့စလစ်များမှလည်းစာအုပ်လာထုတ်ပါကဝင်ကြီးဌာနထောက်ခံစာပါမှထုတ်ပေးမယ်လို့ရုံဘက်ကစာရေးသားပေးလိုက်တာကို online မှာတင်တဲ့ post ချုပ်မှာတွေ့ရပြီးဘလို့ထောက်ခံစာဖြစ်တယ်ဆိုတာကိုတော့အသေးစိတ်မသိရသေးဘူးလို့၎င်းကဆိုပါတယ်။အဲလိုထောက်ခံစာတောင်းရန်တော့ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကမင်းစာထွက်ထားခြင်းဖြစ်တယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးကလည်း passport ကိစ္စများနဲ့ပတ်သက်ပြီးမျှဝေပြောဆိုနေကြတဲ့ online group မှာရေးသားထားပါတယ်။ဒီနေ့တောင်ကြီးဟုံးမှာရုံးဝင်တော့ အိမ်အောင်စုတွေကမေးလောက်ကင်နေရာမှာကျောင်းဆရာမှာဖြစ်နေလို့ဝန်ထမ်းရဲ့တာသမိဇနီးယောက်ျားဖြစ်ရင်ဒဆိုင်ရဝင်ကြီးဌာနရဲ့ခွင့်ပြုမိန့်ပါမှလောက်ခွင့်ပေးမယ်ပြောတယ်။ဒီနေ့ကမှစာပြောင်းသွားတာလေ။ခွင့်ပြုမိန့်ကနေပြည်တော်ဝင်ကြီးရုံးတီတင်ရမှာဆိုတော့ကြာမှာပါတယ်လို့၎င်းကဇွန်လ16ရက်နေ့မှာရေးသားထားခဲ့ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးစကောင်းစီဘက်ကတစုံတရာအတိပေးထုတ်ပြန်ထားခြင်းမရှိသလိုစတက်လန်အောက်ကနိုင်ငံကူလက်မှတ်ထုတ်ပေးရေးရုံး website မှာလည်းတရားဝင်ဖော်ပြထားတာမရှိပါဘူး။ဒါပေမဲ့နိုင်ငံကူလက်မှတ်နဲ့ပတ်သက်ပြီးဝန်ဆောင်မှုပေးနေတဲ့တခြားလုပ်ငန်းတစ်ခုကတော့ အဒီကိစ္စကိုကြားသိကြောင်းနဲ့ဂျုံတို့ရသူတချို့ကလည်းလာရောက်ပြောဆိုမှုတွေရှိတယ်လို့ပြောပါတယ်။အခုဝန်ထမ်းရဲ့ဒါသမီးတွေဆိုရင်လည်းအဲလိုအထဲကပြန်ယူခိုင်းပါတယ်။ညီမစစ်ကိုလည်း customer နှစ်ယောက်သုံးယောက်လောက်ကအဲလိုလာလာပြောပါတယ်လို့ဆိုပါတယ်။အာနာတင်ပြီးတဲ့နောက်စကောင်းစစ်ကစီရီယံဝန်ထမ်းများကို passport လောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။ဒါပြင်နန်စီတီယံဝန်ထမ်းများအနေနဲ့လည်း passport လုံးလို့ပါကတဆိုင်ရဝန်ကြီးဌာနရဲ့ပြည်ပမှခွင့်ခန့်စားခွင့်ခွင့်ပြုချက်ပါရှိရမှာဖြစ်တယ်လို့မြန်မာနိုင်ငံကလက်မှတ်ထုတ်ပေးရေးရုံးမှထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။ နောက်ထပ်ထပ်တက်ဆက်ပေးကြတဲ့တရင်ကတော့ဖာဆောင်မြို့တိုက်ပွဲတွင် KPLA B7 ဒူးစစ်တက်ခွဲတက်မှရဲဘော်တအူကြဆုံးနေဆိုတဲ့တရင်ကိုတက်ဆက်ပေးကြပါမယ်။ KNB နဲ့လူမျိုးပေါင်းစုံလူမျိုးရေးတက်အူ၊ KNB နဲ့ပြည်သူလူမျိုးရေးတက်မှာတော့ဘိုးစစ်တရဲမှတ်6.6ဘိုးစစ်တရဲမှတ်6.6တက်ခွဲတက်ကရဲဘော်တော်စင်ရဟာဖာဆောင်မြို့တိုက်ပွဲတွင်မှကြဆုံးခဲ့တယ်လို့ဆိုပါတပွဲထံမှသိရပါတယ်။ဖာဆောင်မြို့ကိုကာကွယ်ရေးပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ဇွန်လ25ရက်နေ့မှာပြန်လည်စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး 26ရက်နေ့မှာတော့ရဲဘော်တော်စီရဟာလက်နက်ကြီးထိမှန်ကြဆုံသွားခဲ့တာလို့ဆိုပါတယ်။ဖားဆောင်မျိုးကိုစာသိမ်းခဲ့တာကကြာပြီ။ဒီတစ်ခေါက်ပြန်လောက်တာက25ရက်နေ့ပေါ့။ရဲဘော်ကတော့လက်နက်ကြီးကြတာပါဗျာ။ဦးကောင်းနဲ့တခြားနေရာတွေထိသွားတယ်လို့ GPLA တရင်ချောင်းနဲ့6တရေရရှိတာဝန်ခံကပြောဆိုပါတယ်။လက်ရှိမှာဖားဆောင်မျိုးတိုက်ပွဲကတော့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးဇယုံစုကလေးချောင်းတိုက်ခိုက်မှုတွေဆက်မပြတ်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါပြင်ပြည်သူတို့ရဲ့ရဲဝန်းစွာတိုက်ပွဲဝင်ရင်ကြဆုံးခဲ့တဲ့ရဲဘော်တော်စီရန်ကိုလင်းနေပြုတယ်လို့လည်းစူပါတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ သူ့ကိုတကြိုပေးမှုကလုပ်ပေးဖို့ပြင်ဆင်နေကြပါသူ့ရဲ့မိဘတွေကလည်းဝေးပါဆိုတော့သူ့ရဲ့မိဘတောင်မတရားနိုင်တဲ့အခြေအနေတော့ရှိပေမဲ့ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့တည်တည်ချာချာစစ်စင်ပေးမှာဖြစ်ပါတယ်လို့တရေရရှိတာဝန်ခံရဲဘော်ဒေသကပြောပါတယ်။ဒါပြင်တပတ်မှာဂျမ်ပတ်ဆဲဟုစုဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရက်တွေမှာလည်းအရသာတွေပေါ်မှာလေကြောင်းတက်ခိုင်းမှုတွေလုပ်နေတယ်လို့ဖားဆောင်မျိုးတွေမှာလည်းစကောင်းစီတသားတွေအင်အားအလုံးရင်းနဲ့ထိုင်ချတပ်ဆွဲထားတာကြောင့်မျိုးကန်ပြည်သူတွေထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုဆုံးတိနားဆင်ခဲ့တဲ့တရင်ပိသက်များကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါတဲ့တွင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။